မင်္ဂလာပါရှင်ကျမကတော့ချာမောင်းပါ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့မေလ20ရက်နေ့အတွက်သတင်းတွေကတော့ဗမော်မြို့မှာစစ်ကောင်စီတပ်ရဲ့ရဟတ်ယာဉ်နှစ်စီးကို KIA ပြစ်ချတဲ့သတင်းတပ်တုကုမ္ပဏီလုတ်ကွက်ဘုံကျဲခံရတာကြောင့်ရွှေငွေတသန်းခွဲကျော်ဆုံးရှုံးတယ်လို့ TNLA ပြောတဲ့အကြောင်းရွှေပြည်သာမြို့မှာတက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦးစစ်မှုတန်းဖို့ဖမ်းဆီးရောင်းဆိုင်ခံရတဲ့ဖြစ်ရပ်နဲ့နောက်ထပ်သတင်းအနေနဲ့ဖမ်းဆီးခံရတဲ့ပရတောင်းဆွေမျိုးစုကောင်းဆောင်တွေ 9ရက်အကြာမှာပြန်လွတ်လာတဲ့တဲ့ဒါရီကိုနားဆင်ရမှာပါကချင်ပြည်နယ်ဗမော်မြို့နယ်အခြေဆိုင်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကခ27ကိုစစ်ကူလာပို့တဲ့ရဟရင်3စီးတဲက2စီးကိုဒီနေ့နေကင်ပိုင်းမှာထိမှန်အောင်ပြစ်ချနိုင်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက People's Spring ကိုအတည်ပြုပါတယ်ဒီနေ့နေကင်ပိုင်းတနအီကျော်ကစာကခ27စီလူအင်အားဖြည့်တင်းဖို့လာရောက်တဲ့ရဟရင်3စီးကိုပြစ်ချရမှာပါ နှစ်စီးထိမှန်သွားတာကို KRA ရဲ့ရှေ့တန်းတက်တွေကသတင်းပေးပို့လာတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ထိမှန်သွားတဲ့ရဟယင်နှစ်စီးတဲကတစီးဟာရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ကြံတဲ့တစီးကတော့ရွှေကူမြို့နဲ့56မိုင်ခန့်အကွာတောထဲမှာပြတ်ကျသွားတယ်လို့ဆိုပါတယ်။မထိမှန်တဲ့တစီးကတော့မြကြီးနာလေးတက်စခန်းမှာဆင်းသက်သွားတယ်လို့သိရတာပါ။ကချင်းစစ်ရေးသတင်းရှင်းပြရဲ့ပြောပြချက်အရတော့ KIA တက်မဟာရှစ်တက်ရင်ငါနေမြေတဲ့ရဟယင်ပြတ်ကျသွားတာဖြစ်ပြီး အဲ့ဒီရဟယင်ပေါ်မှာစစ်ကောင်စီတပ်ရဲ့ဗျူဟာမှုလိုက်ပါသွားတာလို့သိရပါတယ်။ပြကြသွားတဲ့ရဟယင်မှာဗျူဟာမှုလိုက်ပါသွားတယ်ဆိုတာကြားသိရပေမဲ့အတီးပြုတ်လို့မရသေးဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကဒီနေ့ညနေပိုင်းမှာထပ်ပြီးအသိပေးပါတယ်။ KIA ပြစ်ချခဲ့တဲ့ရဟယင်နှစ်စီးလုံးက MI17 ရဟယင်အမျိုးအစားဖြစ်တယ်လို့ကချင်းစစ်ရေးသတင်းရှင်းမြစ်ကလည်းပြောပါတယ်။ MI17 ဟာရုရှားထုတ်စစ်သုံးတဲယူပို့ဆောင်ရဟယင်ဖြစ်ပြီး တပ်ဖွဲ့ဝင်အယောက်30အထိသဲဆောင်နိုင်တယ်လို့သိရတာပါစစ်ကောင်စီတပ်မှာတော့ MI 17ကိုရိတ်ခါခဲရန်ပို့တာတပ်ဖွဲ့ဝင်တွေသဲဆောင်တာမှာအသုံးပြုပါတယ်ပြီးခဲ့တဲ့2024ခုနှစ် January လဆန်ပိုင်းကလည်း KIA ဌာနချုပ်လိုက်စာနီးမှာစစ်ကောင်စီတပ်ရဲ့ MI 17ရဟတ်ယာဉ်ကို KIA ကပြစ်ချလို့ရဟတ်ယာဉ်မှုတွေအပါအဝင်၈ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပူပါတယ်ရှင်တအန်တက် DNLA ထိန်းချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာရှိတဲ့ ရှဲဆန်တပ်တုကုမ္ပဏီလောက်ကွက်ကိုစစ်ကောင်စီလေးတပ်ကဘုံချဲတိုက်ခိုက်တာကြောင့်တရုတ်ရွှန်ငွေတပန်းခွဲကျော်ဆုံးရှုံးခဲ့ရတယ်လို့ TNLA ကထုတ်ပြန်ပါတယ်။မေလ17ရက်မွန်လွယ်ပိုင်း12နာရီခွဲအချိန်ကဂျက်တိုက်လေယာဉ်နဲ့လာရောက်ဘုံချဲတာဖြစ်ပြီးတပ်တုတူးဖော်ရမှာအုံပြုတဲ့ဆက်ရန်တရာဘတ်ဖိုနဲ့ဆက်ပစ္စည်းတွေအပါအဝင် လုပ်ငန်းသုံးပစ္စည်းတွေထိခိုက်ပျက်စီးသွားပါတယ်။နောင်ချုံမြို့နယ်အတွင်းတိုက်ပွဲမဖြစ်ပဲစစ်ကောင်စီလေတပ်ကပေါင်900ဘုံးတွေအုံပြုကျဲချတိုက်ခိုက်သွားတာလို့ TNLA ကဖော်ပြပါတယ် ဒီဘုံကျဲတက်ခိုက်မှုကြောင့်လူသူထိခိုက်မှုရှိမရှိကိုတော့ TNLA ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားတာမရှိပါဘူး။မေလ18ရက်ကလည်းနောင်ချုံမြို့နယ်ရတနာသိန်းကြီးကျေးရွာအနီးတစ်ဝိုက်ဘုံကျဲတက်ခိုက်ခံရသေးတယ်လို့ TNLA ကဆိုပါတယ်။ပြီးခဲ့တဲ့ April လကုန်ပိုင်းက TNLA နဲ့စစ်ကောင်စီကြားတရုတ်ရဲ့ဂျားဝင်စေဆက်ပေးမှုနဲ့အပြည့်ရက်ဖို့ကုမဲမြို့မှာတွေ့ဆုံခဲ့ကြပေမဲ့ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါဘူး။အဲ့ဒီဆွေးနွေးပွဲကာလနဲ့ဆွေးနွေးပွဲအပြီးမှာလည်း နောင်ချိုအပါဝင် TNLA ထိန်းချုပ်ရာဒေသတွေကိုစစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်ရှင်။တက္ကသိုလ်ဝန်တန်းចောင်းသား2ဦးစစ်မှုတန်းဖို့ဖမ်းဆီးရောင်းစားခံရမှုရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာပြီးခဲ့တဲ့မေလဒုတိယပတ်အတွင်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်မှုတန်းဖို့ဖမ်းဆီးရောင်းစားခံရသူ2ဦးကရန်ကုန်တိုင်းကွန်းကြံကုန်းမြို့နယ်တော်ကစော့ကျေးရွာကမောင်ထက်ဝေရံနဲ့မောင်မိုးချင်အောင်တို့ဖြစ်ပြီးသူတို့2ဦးကရွှေပြည်သာမြို့နယ်မှာအလုလုကန်ကြသူတွေဖြစ်ပါတယ်။ မေလ၈ရက်နေ့ကင်းတနိုင်လောက်မှာအလုတ်ကနေအပြန်လူ၆ဦးအဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတာလို့ကာယကံရှင်ရဲ့မိသားစုဝင်တဦးက People's Spring ကိုပြောပါရယ်။အဲ့ဒီနောက်နှစ်ရက်အကြာမေလ၁ရက်မှာတော့မောင်ထက်ဝေရန်ကဖခင်ဖြစ်သူစီဖုန်းဆက်သွယ်လာပြီးသူတို့တွေ့ကြုံခဲ့ရတဲ့ဖြစ်ကြောင်းကုံစင်ကိုပြောပြခဲ့တယ်လို့သိရတာပါ။မောင်ထက်ဝေရန်ရဲ့ဆက်သွယ်ပြောဆိုချက်တွေအရလူမိုက်တွေလို့ယူဆရတဲ့လူ၆ဦးကမင်းတို့ဘယ်ကလဲလို့မေးရမှာမောင်ထက်ဝေရန်နဲ့မောင်မိုးချက်နောင်တို့က နေရက်လိပ်စာအပြည့်အစုံပြောပြခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်လူ6ဦးကဒါဆိုမင်းတို့ကိုစစ်ဆေးစရာရှိတယ်။ငါတို့နဲ့လိုက်ခဲဆိုပြီးကားပေါ်အတင်းဆွဲတင်ခေါ်သွားတာလို့မောင်ထက်ဝရန်ကသူ့ရဲ့ဖခင်ကိုဖုန်းဆက်ပြောကြားအသိပေးခဲ့တာပါ။အဲ့ဒီနောက်သူတို့2ဦးဟာရှေးပြည်သားမြို့နယ်အတွက်စစ်မှုတန်းဖို့ရောင်းစားခံခဲ့ရတယ်လို့ဆိုပါတယ်။အရင်ဖြစ်စဉ်တွေအရလူငယ်တွေကိုဖမ်းဆီးပြီးစစ်မှုတန်းအတွက်လူစုစောင်းနေတဲ့သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးပိုင်းစီလက်လွဲရောင်းစားလေးရှိတယ်လို့သိရပါတယ်။ မောင်ထက်ဝေရံနဲ့မောင်မိုးချင်နောင်တို့ဟာစစ်မှုအဓမ္မထမ်းခိုင်းစေတာနဲ့အနိုင်အထက်ပြုပြီးရောင်းစားခြင်းကြုံတွေ့ခဲ့ရတာကြောင့်အ мян ဆုံးပြန်လွတ်ပေးဖို့ကိုကာယကံရှင်မိသားစုဝင်တွေကတောင်းဆိုထားကြပါတယ်။လာစဉ်စစ်မှုတန်းအတွက်လူသစ်စုစောင်းနေတဲ့စစ်ကောင်စီအတွက်လူငယ်လူရွယ်တွေကိုပေါ်တာဆွဲတာဖမ်းဆီးရောင်းချတာတွေရှိနေတဲ့အကြောင်းစစ်တပ် lobby တချို့ကလည်းဝန်ခံထားကြပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့နယ်တဲကမြင်းမထီတောင်ဒေသမှာ တတူတူးဖော်မောင်ကန့်ကွက်တာကြောင့်ပရဒေါင်းဆွေမျိုးစုကောင်းဆောင်တွေဟာလက်နက်ကင်တက်ဖြစ်တဲ့ကရင်ပြည်သက်ပါတီရဲ့ဖမ်းဆီးတာခံခဲ့ရပါတယ်။ဒါပေမဲ့ပရဒေါင်းဆွေမျိုးစုကောင်းဆောင်တွေဟာ၅ရက်အကြာဒီနေ့မှတော့ပြန်လွတ်လာပြီလို့ဒေသခံတွေက People Spring ကိုပြောပါတယ်။ဒီနေ့နေ့ကင်ပိုင်း၂နာရီမှပြန်လွတ်ပေးလိုက်တာကြောင့်ဆွေမျိုးစုကောင်းဆောင်တွေကိုကရင်ပြည်သက်ပါတီ KNLP အခြေစိုက်ရာစီဘူးဒေသစီတွားရောက်ခေါ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မေလ16ရက်နေ့လယ်ကပရာဒေါင်းဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စုဒုဥက္ကဋ္ဌဥပမောင်ပရာဒေါင်းဆွေမျိုးစုလူငယ်အတွင်းရေးမှူးခွန်ခိုင်မဲနိုင်နဲ့နိုင်ရကဦးအားတို့တို့ကဖဲခုံမြို့နယ်တိကျိတ်ကျေးရွာမှာဖမ်းဆီးခံရတာပါသူတို့တွေကိုကယန်းပြည်သက်ပါတီဥက္ကဋ္ဌဦးသန်းစိုးနိုင်ပိုင်တဲ့လေးပွင့်ကျဲကုမ္ပဏီရဲ့လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်အဲ့ဒီမြင်းမထီတောင်ဒေသမှာလူမှုသဘောစံတာမပါပဲလေးပွင့်ကျဲကုမ္ပဏီက တရုတ်ကုမ္ပဏီနဲ့စာချုပ်ချုပ်ပြီးတတူတူဖော်မဲ့ကိစ္စဒေသခံပရာတောင်းဆွေမျိုးစုကကန့်ကွက်ဆန္ဒပြရမှာခေါင်းဆောင်ပိုင်းတွေကိုဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်အခုလိုမကြေလည်မှုတွေကိုနှစ်ဦးနှစ်ဖက်ပြည်လဲသွားတဲ့အထိဆောင်ရွက်မယ်လို့ကရမ်းပြည်သက်ပါတီဗဟုကော်မတီကမနေ့ညပိုင်းမှာထုတ်ပြန်ထားပါတယ်အဲ့ဒီနောက်ဒီနေ့မှာတော့ဖမ်းထားတဲ့ပရာတောင်းဆွေမျိုးစုခေါင်းဆောင်တွေပြန်လွတ်လာတာဖြစ်ပါတယ်ရှင် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်